အားလုံးပဲမင်္ဂလာပါစကောညပြီးတော့ကြိုဆိုလိုက်ပါမယ်အခုတင်ဆက်ပေးမှာကတော့ပြီးခဲ့တဲ့တောက်ချာနေရရှင်ပန်ထိုးသက်ခဲ့တဲ့ Thai Fighter White Cry နဲ့ Myanmar Fighter Amy ရဲ့ Wallow Mitrai တရားကိုကပွဲပြီးသုံးသက်ချက်ကိုကျွန်တော်နဲ့ကိုစိုးညီတို့ကနေပြီးပူပေါင်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့ပွဲကတော့ရှုံးသွားတယ်ပထမအချိန်နဲ့ပဲအဲနိုင်မို့တော့အများကြီးမမျော်လင့်ထားပါပဲရှုံးလိုက်တာဒီရှုံးသွားတဲ့အချိန်ကတော့အရင်ဆုံးလုံးတယ်လို့ခံစားရတယ်အဲ့တော့အကိုရဲ့အမြင်ကဘယ်လိုရှိလဲဗျအဓိကတော့ညီလေးအားဦးနာ ဒီပွဲစဉ်ကိုပြောရမယ်ဆိုရင်ရှုံးနာကတော့ရှုံးနာတော့တော်တော်လေးကိုကွာတယ်အားလဲချက်တွေလည်းအများကြီးတွေးရတယ်ညီစနစ်ပိုင်းအောင်ညီပြူပါပိုင်းအောင်နှစ်ခုလုံးမှာအမာရွင်းလေးတွေရှိတယ်အားလဲခဲ့တယ်အဲ့ဒါကြောင့်ရှုံးနေလို့ထင်တယ်နောက်တစ်ပိုင်းကကြတော့ဒီဝူဒခရိုင်နေနဲ့အဲမှုရဲ့ပွဲတွေကိုတိတ်တိတ်ချာချာလေးလာထားအားပုံရတယ်အဲမှုပါအားသားလဲအဲမှုပါအားလဲလဲအဲ့ဒါအဲ့ဒီကိုတိတိချာချာလေးလာပြီးတော့ဂိမ်းမလန့်အောင်လည်းတိတိချာချာလေးကိုဆွဲလာခဲ့ပုံညရတယ်။အဲ့ဒါအပေါ်မှာလက်တွေ့လည်း ကောင်းထဲပေါ်ွားနိုင်တယ်ဒီဘက်ကကြတော့အမွေအနေနဲ့ကြတော့သူ့အနေနဲ့ဒီ wood crime နဲ့ပွဲစဉ်အတွက်တိတက်ပြင်ဆင်ထားပုံမျိုးရှိပုံမရဘူးဒါကို့အမြင်ပေါ့နော်။ဘာကြောင့်အဲ့လိုပြောရလဲဆိုရင်အမွေပွဲထွက်လာတာအမွေရဲ့ကစားဟန်နေသည်ပြီးခဲ့တဲ့အရင်သူကစားခဲ့တဲ့လေးဝဲမှာထိုးခဲ့တဲ့ပုံစံဒီအတိုင်းပဲထိုးနေကြပုံမှန်အတိုင်းပဲသူရိုးရိုးတက်တက်ပဲပွဲထွက်လာတယ်။အဲ့တော့ဒီပွဲပေါ်မှာချင်းကပ်မှုအပိုင်းနဲ့တယောက်နဲ့တယောက်ကွာခြားခဲ့ပုံရတယ်။ဒါကတော့ကို့အမြင်ပေါ့နော်။အဲ့တော့ အခုဆိုလိုချင်တဲ့အမေကပြိုင်ဘက်ကိုအထင်သေးခဲ့လို့ပြောချင်တာလားအထင်သေးတယ်လို့တော့ကိုပြောချင်တာမဟုတ်ဘူးဒါပေမဲ့ဒီသူ့ပြိုင်ဘက်ကအာသာချက် အားနေချက်တွေကိုသူကြိုတင်ပြီးတော့လေးလာမှုအပိုင်းမှာများအားနေခဲ့လားလို့စိတ်ထဲမှာထင်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီဝူရီခရန်ကဒီညာတစ်ပေါက်အရန်ကောင်းတယ်ညာချီကန်လာကောင်းတယ်ညာတစ်တောင်ရိုက်လာကောင်းတယ်ညာလက်တီကောင်းတယ်အခုဒီဘွဲမှာလည်းအဓိကသူ့ကိုဒုက္ခပေးသွားတာညာတစ်တောင်ရဲ့ဒီညာချီအမြင့်ကန်ချက်ဘော်ဒီကစ်တွေ ဟိုညာချင်းနဲ့ဘော်ရီကန်နဲ့အဲ့အလီလည်းတောက်လျှောက်အထိခံရတယ်ပြီးတော့ညာချင်းနဲ့ဒီဟက်ကစ်အကန်ခံရတယ်ဒီညာလချမ်းဝူလီခါတုံးနေကြပဲအရင်ပွဲတွေပါအဲ့ဒါကို तू လေးလာခဲရလားလို့စိတ်ထဲမှာခံစားမိတယ်ဟုတ်ကဲ့တချို့ကလည်းလောတယ်ပေါ့နော်လောတယ်ဆိုပြီးပြောကြတယ်အကိုကြောက်လည်းဒါပြိုင်မက်ကိုကြည့်ပြီးပြင်ဆင်မှုပိုင်းအားနေဆိုပြီးပြောကြတယ်လောရာကြောင့်တော့ဒီပွဲတက်နေပိုက်ဖြစ်သွားနိုင်ဖြစ်သွားခဲ့စေသလားပြီးဒီပွဲမှာ Wooden Crack Gain နဲ့ အဲ့မလိုက်ဆော့ခဲ့ရအဲ့အဲကြောင့်လားဘို့ဒီဟောပေါ့လောတယ်မလောဘူးဆိုတာဟိုတော့အဲ့လိုအဲ့ဒီသုံးလုံးမျိုးနဲ့တော့ကိုမသုံးကျင်ဘူးဟုတ်ကဲ့ဒါပေမဲ့ကိုတို့ပွဲကြုံမှာလည်းပြောခဲ့တယ်အဲ့မူဒီအမားလေးတွေလောက်တတ်တယ်ဟုတ်ကဲ့နောက်ပြီးွားလို့ရှိရင်ဒီအထိုးခံအထီးခံလို့ရှိရင်နည်းနည်းလေးပြတတ်တယ်ဒါကဒီကိုတို့ရိုးရလက်ဝေးဒီပြည်တွင်းမှာကစားဝါတယ်တဝဲအောင်နဲ့ပွဲတို့ပေါ့မှာပြန်ကြည့်ရင်လည်းတွေ့နိုင်တယ်နောက်ရှေ့ပွဲတွေမှာလည်းဘူကာစီတူနဲ့ပွဲမှာဆိုလဲပရမကြီးမှာသူနှစ်ခါအမှတ်စင်ကြီးခံရတယ်အမားလေးကြောက်ဘောအမားပေါ်အမားဆင်လာအဲ့မျိုးလေးတွေတော့ရှိတယ် အမ်မူရဲ့ပုံစံဟိုကဒီပွဲမှာလဲသူအခြေအစပိုင်းမှာသူလိုက်ပြီးတော့ tight pressure ပေးကြည့်တယ်။ထီရောက်တလိုလိုလေးရှိခဲ့တယ်။သို့တော့သူစပြီးဟက်ကက်အကန့်ခံရတဲ့အချိန်အားနဲ့စပြီးသူပြိုသွားတယ်။အဲ့အပြိုကိုပြိုတာကိုသူပြန်ပြီးတော့ defend မလုပ်နိုင်ဘူး။ cover ပြန်မလုပ်နိုင်ဘူး။အဲ့ဒါလေဒီ DK ကိုဖြစ်သွားတယ်။အဲ့လိုပဲမြင်ပြီးတယ်ပေါ့နော်။အဲ့ဆိုရင်ဒီပွဲရဲ့ turning point ကဒီဘယ်လိုအမီလောတာကြောင့်လား။ဒါမှမဟုတ်ပြင်ဆင်မှုပိုင်းအားနဲ့လို့လား။ဒါမှမဟုတ်ဒီပွဲအတွင်းမှာဖြစ်သွားတဲ့အခြေအနေတွေကြောင့်လား။ အဓိကတော့ဒီပထမအချိန်2မိနစ်မှာအခက်ကန်ခံလာရတာအဲ့ကောင်ဂျောတက်တက်မထီဘူးဆိုမှဒီနောက်လေးနည်းနည်းလေးရောက်သွားတယ်အဲ့ဒီမှာအဲ့မီမူးသွားတယ်ပြုတ်တာမကြတာမူးသွားတယ်ဒီရွေရှားမှုတွေလည်းနှေးသွားတယ်အဲ့ချက်ကနေစပြီးတော့တန်တင်းဝိုက်ဖြစ်သွားတယ်လို့ထင်တယ်ဟုတ်ထင်လားတော့ဟုတ်ကဲ့အဲ့ဆိုတော့ဒီအမီရဲ့အားနေချက်ပေါ့နော်အားနေချက်ကိုတိတထင်ရှားဆိုတာထုတ်ပြပါဆိုရင်ကိုဘယ်ချက်တွေထုတ်ပြကြလဲအဓိကတော့အမားများတာပေါ့နော်အမားများရဲ့ဆိုတာကိုခဏခဏလေးပြောပါတယ်အမွေနဲ့ပတ်သက်လို့ရှိရင် ဘာလို့လဲဆိုတော့ဒီဝမ်းမှာထိုးတဲ့ပွဲတွေရောပြည်တွင်ပွဲတွေရောသူ့ပွဲတွေကိုကြီးခဲ့တဲ့ဟာတွေမှာမြင်ခဲ့တဲ့ဟာတွေပေါ့နော်ခါလီလီကြရင်တောက်လျှောက်သူတာနေရဲ့နဲ့တောင်မှသူဟာကွက်လေးတွေသူသဖြင့်ပေါ့နော်ဒီကတ်မလုံတာပေါ့သူကပ်ကြရတယ်သူကဆိုင်ထိုးပြန်ထိုးခြင်းနဲ့အတင်းလိုက်ပြီးခြင်းနဲ့အဲ့အချိန်မှာသူကပ်ကြရတယ်ကပ်ကြတဲ့အတွက်ဒီကောင်တာတွေပြန်ဝင်လာလို့ရှိရင်သူချောအထိခံရတာမျိုးတွေရှိတယ်အဓိကသူရဲ့ဝေးကွာရတော့ကိုကအဲ့ဒါကိုမြင်ဒါဒီပွဲအမွေ၅ပွဲမြောက်ပေါ့နော်၅ပွဲမြောက်ပြီးခဲ့တဲ့ပွဲမှာ ိုင်မီမီတာပြန်ရှုံးသွားတယ်ပြီးခဲ့ပွဲမှာလည်းရှုံးတယ်ဒါနှစ်ပွဲဆိုရင်မူကာစီတိုနိုင်ပြီးတော့မှကျွန်တော်တို့ဒါတတ်ထပ်ပြီးတော့ရှုံးတဲ့နှစ်ပွဲမြောက်ပေါ့ဒီသူဘောချမ်ပြန်မှာကစားတော့ငါးပွဲငါးပွဲမြောက်ပထမအချိန်မှာရှုံးတဲ့ပွဲလည်းဖြစ်တယ်ပေါ့အဲ့တော့ပထမဆုံးလဲထုတ်ခံပထမဆုံးလဲထုတ်ခံရတဲ့ပွဲလည်းဖြစ်တယ်အဲ့တော့ဒီဟာကဒီကျွန်တော်သူ့ကစားတော့မှဘောမှာအစိုးရဆုံးရှုံးပွဲမှာဖြစ်နေမလားမှန်တော့ဒီ1မှာသူကစားသွားတဲ့ဒီ9ပွဲလုံးထုတ်ခြင်းတော့ဒီညာ မင်းညရှုံသွားတဲ့ပွဲစဉ်ကသူ့ကစားသမားဝမ်ကစားသမားဘဝမှာအဆိုပါဆုံးရှုံရှုံပွဲလို့ပြောလို့ရတယ်ဟုတ်ကဲ့အဲ့တော့ဒီဒါ MU ဆိုတာကျွန်တော်တို့ဒါမြန်မာလောက်ဝင်မှာဆိုတော့တော်တော်ကြာပြီကြာပြီဆိုတော့ဒီပြောမယ်ဆိုလို့ရှိရင်ကျွန်တော် WSC ရှိတဲ့အချိန်ငယ်ကဒီကျွန်တော်တို့ဒီသူ့ရဲ့ဦးလေး င်းနှုမမောင်နဲ့ပတ်သက်ပြီးတွဲပြီးသူ့ရဲ့အဖိုးပေါ့နော်အဖိုးပေါ့အင်းနှုမောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါကျွန်တော်တီးတီးခဲ့တာရရှိအများကြီးပဲအဲ့တော့ MLO fighter မျိုးကဒီတပ်ပိုက်အောင်ကလည်းပြီးခဲ့ကျွန်တော်မရှုံးခဲ့တာမျိုးရှိအတပ်ပိုက်အောင်နဲ့ရှုံးခွင့်နဲ့ရှင် MLO fighter မျိုးနဲ့ရှုံးခွင့်အောင်ဘယ်လိုအခြေအနေရှိမလဲတပ်ပိုက်အောင်ကရှုံးတာဒုတိယကြီးမှာဂျပန်ကသာတော့အသမားလေးကိုဒီ body shot တွေချိုးခံပြီးတော့ရှုံးတာအပွဲမှာလည်းပြောရမယ်ဆိုရင်နည်းနည်းလေးတော့ရုပ်ရည်စင်မြတ်ရှုံးရတယ်ပေါ့နော်လေကြီးกว่าပြီးရှုံးတယ်အဲ့တက်ကိုပို့ပြီးတော့ ဒီအမွေဘွဲကတပတ်အောင်လည်းဘွားညီလေးမေးတာတပတ်အောင်လည်းမေးလို့ပေါ့နော်တပတ်အောင်ထက်ပွဲတက်တော်မှာပို့ပြီးတော့အချိန်နေစိုးစိုးဝါးဝါရှုံးတယ်လို့ကိုကတော့ခံစားရတယ်ပွဲကြည့်နေဒီပထမချိန်မှာရှုံးတာတွေတော့ရှိတယ်ထွန်းမဲအောင်လို့ပါလို့ဆိုလဲခေါင်းကန့်ခံပြီးရှုံးထားတာမျိုးတွေတော့ရှိတယ်ပေါ့နော်ဟုတ်ကဲ့ နောက်ဒီမေဖို့နဲ့ပဲဆက်ဆက်ပြီးနောက်ထပ်ပါတော့ခုနကပြောလို့အဲ့ဒီကြောင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော် WSC လောက်မှာလည်းကျွန်တော်ကြီးခဲ့ဘူးရယ် WSC နောက်ဆုံးဒီ COVID ကာလတွေမှာလုပ်တဲ့ပွဲတွေမှာကျွန်တော်တိတ်ဖြူရုံမှာအဲ့ဒီကြောင့်စတည်ဘူးရယ်အဲ့တော့အဲ့ကနေစပြီးရေတွက်မယ်ဆိုလို့ရှိရင်အရှိမလဲထိုးခဲ့ဘူးရယ်ပွဲရေတွက်တွေရှိလိမ့်မယ်အကြမ်းတွေမှာလည်းထိုးခဲ့ဘူးရယ်ရှိမယ်ဒီ1ကိုငါးပွဲမြောက်ရောက်တယ်ဆိုပေမဲ့လည်း local တွေမှာထိုးခဲ့တဲ့ပွဲပေါင်းနဲ့ပြန်ယူတက်မယ်ဆိုပွဲပေါင်းရာချီနေတဲ့ final မျိုးပြောမယ်ဆိုလို့ရှိရင်ဟိုသူ့အတန်းမှာဆိုအတွေ့အကြုံရင့်နေဒီပြိတ္တအာပေးမှုခိုင်မာရတဲ့ fighter မျိုးဖြစ်တယ် what the crown ပြန်ကြည့်တဲ့အခါ မှာကျွန်တော်1မှာကျွန်တော်တပွဲပဲထိုးထားတာတွေ့ဒါပေမဲ့ဒီ1မတိုင်ခင်ပွဲတွေရှီကောင်းရှိလိမ့်မယ်အဲ့တော့ body cry လိုကစားသမားမျိုးတွေလည်းဒီဒီကျွန်တော်ဆိုထိုင်းမှာအများကြီးပဲမှန်လားဗျဒီဘက်မှာကျွန်တော် MV လိုကစားသမားမျိုးကြောက်လဲကျွန်တော်ဒါသူ့အတန်းမှာလက်ချီလက်ချိုးကြီးလိုရအခြေအနေရှိအဲ့တော့ကျွန်တော်ထိုင်းကလောလောဆယ်ကျွန်တော်သွားပြိုင်နေရလဲမွေထိုင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်နေတယ်အဲ့တော့ဒီလိုကစားသမားအရေးသွေးရဘောနော်အခြေအနေကဘလူတွေကွာခြားနေပြီလို့အကိုမြင်လဲဗျဆိုလိုတာဒီမြမရိုးရလဝေးရအမှရှိတဲ့ဖိုင်တာဆိုနဲ့ ဖိုင်တာတွေနဲ့တေချာလာတော့ကိုတို့အများကြီးလုတ်ဖို့လိုသေးတယ်ကိုမြင်လာတော့အဖြစ်လို့လဲတော့အခုလက်ရှိဝမ်းမှာကစားနေတဲ့ကစားသမားတွေပဲကြည့် ME ရောင်မေးလဲဆိုမြအားလုံးခြုံပြောရတို့ဝမ်းမှာကပတ်မှန်းနိုင်တဲ့အနေထားမျိုးရှိရပလင်အောင်ရှိလို့လဲအရန်လဲပြီဘရော်နီကားလွယ်ပေါ့နော်ကိုတို့စကြုပ်ရတာလဲဆိုလင်ဦးလဲဒီ ranking လည်းမဝင်သေးဘူးကပတ်စိတ်ခေါ်ကွင်းရဖို့ဆိုတာအများကြီးလို့သေးတယ်ရှုံးဝဲတွေစတယ်အဲကြံတဲ့ကစားသမားတွေအမမိုးထောင်းရှိမယ်စူပါဂျီချမ်းရှိမယ် အခုအမှုရှိတယ်ကိုတို့မျောလင်းလာနောက်ပြီးွားလို့ရှိရင်တွေးလင်းထက်လေးရှိမယ်ကိုတို့ဒီ1မှာချန်ပီယံကပန်းလာရောက်နိုင်တဲ့အဆင့်မျိုးကစားသမားတွေမရှိသေးဘူးလောလောဆယ်မှာဘရော်နီကာလွှဲရင်ဟုတ်တယ်ထိုင်းမှာကြတော့သူတို့ရဲ့ကစားနည်းလည်းဖြစ်တယ်အဲ့ဒါတပိုင်းထိုင်းမှာအတန်းလိုက်ချန်ပီယံတွေလည်းရှိတယ်ရန်ကင်ထဲမှာလည်းထိုင်းတွေအများကြီးရှိတယ်ဟုတ်ကဲ့ကွာထားတာတော့ညီလေးမေးသလိုပဲအများကြီးကွာတယ် အများကြီးကွာအခုဒီမေကွန်းအစပိုင်းမှာပြောခဲ့တာရှိရပါတော့အဲမူရဒီပွဲနဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုတော်တော်အားနည်းခဲ့ပုံပေါ်တယ်ဆိုပြီးပြောခဲ့တာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကသွားတဲ့ကစားသမားတွေကအဲ့ဒီဘိုင်းကိုအဓိကအားနည်းတာကြောင့်များဒီလိုအဖြစ်အပျက်မျိုးတွေနဲ့ကြုံနေရတာလားသူကနှစ်ပိုင်းရှိတယ်ညီလေးကဦးနာကိုပြောဖြေသွားတယ်လို့ပေါ့နီးစနစ်ပိုင်းနဲ့နေပြီးပါပါဟုတ်ကဲ့ဒီစနစ်ပိုင်းဆိုတာဟိုအလွယ်ပြောရရင်တတိဘလူထိုးမလဲတထောင်ဘလူရရင်လဲဒူးဘလူတိုက်မလဲအဲ့ဒီအပိုင်းနေ6လောက်ဘလူကံမလဲပေါ့နော် ဲ့ဒီအပိုင်းတွေမှာလည်းကိုတို့ဒီထိုင်းကလာသမားတွေနဲ့ရှင်လိုက်အားနေတယ်လက်သီးပိုင်းမှာကိုတို့ရှင်ရှင်လိုက်ပဲမာဘုံပိုင်းမှာရှင်လိုက်အဲတထောင်ရိုက်တာတွေဒီခြေတော့ကန်လာတွေကြရင်ကိုတို့တို့မမေ့ပြအောင်နေစစ်နယ်ပိုင်းမှာအားနေတယ်နေပြူပါပိုင်းနေပြူပါပိုင်းဆိုတော့ဒီပွဲတပွဲချင်းစီကိုချင်းကတ်တာတိုင်ဘတ်ပုံမူတည်ပြီးတော့ဝူဒီခရိုင်ဆိုရင်ပထမပွဲထိုးွားတဲ့ထိုးပုံနဲ့ဒီအဲမွေနဲ့ထိုးတဲ့အချိန်မှာထိုးတဲ့ထိုးဟန်နဲ့နည်းနည်းလေးကွာသွားတယ်အဲ့ဒါလည်းသူ adjust blue လောက်လဲဆိုကိုထင်တာတော့ အမှုသူတင်ချာကြည့်မယ်လေးလာမယ်အမှုရှေ့ထိုးရှေ့မှာထိုးခဲ့တဲ့ပွဲတွေကိုအမှုရဲ့အားသာချက်အားလက်ချက်တွေပုံမှုတွေပြီးသူထိုးလုံးပုံစံအောင်ထိုးလုံးတပ်ပတ်ကိုသူပြောင်းလဲသွားတယ်အမှုကတော့အရင်ထိုးခဲ့တဲ့လေသူပုံမှန်ထိုးနေကြတိုင်းပဲပွဲထွက်လာတယ်ဟုတ်ကဲ့အဲအဲ့အဲ့လိုအနေထားလေးတွေတွေ့ရလို့ကိုကဒီနေစိလက်ပိုင်းအောင်နေပြီးပါပိုင်းအောင်မှာအားလက်ချက်လေးတွေရှိနေတယ်လို့ပြောမိတာဟုတ်ကဲ့အဲ့ဒီ local fighter တွေအနေနဲ့ဒီတိုင်းပဲဒီပြိုင်ပွဲကိုဆက်သွားနေကြာရင်ဒီလို ကိုရလနူတွေပဲစရရင်ဆိုင်ရလာနိုင်မယ်လို့ထင်တာကိုအဲ့ဒါတော့နည်းနည်းလေးတော့ပြောရအခက်တယ်ဒါပေမဲ့ရေဘူးကအားဖြင့်ပြောရမယ်ဆိုရင်တော့ကိုတို့ဒီရိုးရလက်ဝိသမားတွေဝိုင်းချက်မြန်ရှင်မာထိတ်ဆုံးပိုင်းရောက်ဖို့ဆိုရင်တော့အများကြီးလိုအပ်ချက်တွေရှိသင့်သေးတယ်လို့ပဲကိုခံစားရတယ်ဟုတ်ကဲ့ကိုပြည့်စုံအောင်ဖြေချပေးရအောင်ကျေးဇူးတင်တယ်အခုအနေနဲ့အခုလက်ရှိဖြေခဲ့တဲ့အထက်မှာဖြည့်စွက်ပြောကြားချင်တာရှင်ပြောဖို့ကြံခဲ့တာရှင်လည်းပြောလို့ရပါဘူး ဒီ MU ညာပွဲကိုကြီးရတဲ့အချိန်မှာတကယ်စိတ်မကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုက MU ရဲ့စူပါရေချမ်းရဲ့ဆိုလင်းဦးရဲ့ဆိုပြီးတော့အားပေးတာမဟုတ်ဘူး။မြန်မာယူရလက်ဝှေ့အင်းနေနဲ့အားပေးတာ။အဲ့တော့မြန်မာယူရလက်ဝှေ့သမားတွေဘယ်သူပဲရှုံရှုံစိတ်ထဲမှာတကယ်ခံစားရတယ်။မလေးရလိုမျိုးဟာမျိုးကြတော့ပိုဆိုးတာပေါ့။မလေးရဆိုရင်ဒါတိုင်ပွဲရတဲ့ကိုရှုံသွားတာ။ TKO technical နောက်ကောင်းတယ်။အဲ့မျိုးလေးတွေတွေ့တဲ့အတွက်တကယ်စိတ်ထဲမှာခံစားရတယ်။ MU ဒီလည်းကိုတို့ အပါဝင်မြန်မာပြည်သက်တွေအများကြီးအားပေးခဲ့တဲ့ကစားသမားအာကစားမဒီရိုးရလက်ဝေးမှာမဟုတ်ပါဘူးဝမ်းချမ်းပြန်ရှင်းမှာမဟုတ်ပါဘူးဘယ်အာကစားမသူအနိုင်ဆုံးသွားတော့ရှိတယ်ဒီပွဲမှာအမွေအနေနဲ့ရှုံးခဲ့ပေမဲ့ကမ်ဘတ်ပြန်လာနိုင်ပါစေလို့ကိုမျှော်လင့်တယ်သူရဲ့အားသာချက်အားနည်းချက်လေးတွေကိုတူတူခြားခြားပြန်ပြီးတော့သုံးသပ်ပြီးတော့အကောင်းဆုံးပြန်ကြိုးစားပါအမွေလို့ဆိုရလဲအသက်က20ကျော်ကျော်20ဆန်းလောက်22လောက်ပဲရှိသေးတာအများကြီးပြင်ဆင်နေရတယ်မပြင်ဆင်မဲနေရင်လာလူက မပြောင်းလဲသွားမှာပြင်ဆင်ခြင်းရှိတယ်ပြင်ဆင်မှုအခွင့်အရေးတွေလည်းရှိတယ်ဝမ်းမှာလည်း MV ထပ်ပြီးတော့ကိုထင်တာပွဲတွေထပ်ရအောင်မှာပဲအကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါသေးလို့ပဲကိုဒီကနေဟိုဆန်လာပြုတ်ကျင်တယ်ဟုတ်ကဲ့ပါအခုဆိုလို့ပြပြဆိုဆိုတော့တုံ့တက်ပေးသွားတော့ပြည်သက်တွေနေနေလဲဂျင်းအားလဲမယ်လို့ယုံကြည်ပါတယ်